ဝိပုရာကျမ်းခန်းကြီးခုနှစ်ဒုစရိုက်ဖြစ်သောရစ်ပူဇော်ခြင်းတရားဟုမူကားအလွန်တန်ရှင်းပေ၏မိရှိုရာရစ်ကောင်ကိုတတ်ရရ၌ဒုစရိုက်ဖြစ်သောရစ်ကောင်ကိုတတ်၍အသွေးကိုရစ်ပလင်ပေါ်၌ပတ်လည်ဖြန့်ရမည်အမည်နှင့်ကွာဦးကိုဘုံတော်စီဦးခါတွင်း၌ရှိသောကြောက်ကတ်နှစ်ခုနှင့်ကြောက်ကတ်စီဦးကြောက်ကတ်နှင့်တကွာအသေးပေါ်၌ရှိသောအမည်သည်ဟုသောစီဦးရှိသည်များတို့ကိုယူ၍ဆက်လင်းရေပရောဟိတ်သည် ရေပလင်ပေါ်မှာမီးရှို့၍ထာဝရဖျားအားမီးဖြစ်ပူဇော်တကာပြုရမည်ဒုစရိုက်ဖြစ်သောရေဖြစ်တည်းအသားကိုရေပရောဟိတ်ယောက်ျားပေါင်းတို့သည်တန်ရှင်းရဌာန၌စားရကြမည်အလွန်တန်ရှင်းပေ၏အဖြစ်ဖြစ်ရာရေဒုစရိုက်ဖြစ်ရာရေဤတရားတပါးသည်ဖြစ်၍ဒုစရိုက်ဖြစ်ဖြစ်ခြင်းကိုပြုသောရေပရောဟိတ်သည်ယူရမည်လူစုံတယောက်ပြုသောမိရှွေရာရစ်ကိုပူဇော်သောရစ်ဘရဟိတ်တီ မိမိပူဇော်သောရစ်ကောင်အရေးကိုယူရမည်မိဘ၌ဖုတ်သောဘောဇင်ပူဇော်တကားအိုကင်းတံပြားပူနှင့်လှုပ်သောအရာရှိသမျှတို့ကို ပူဇော်သောရစ်ပရောဟိတ်တီယူရမည်စီထဲ့သည်ဖြစ်စေမထဲ့သည် ဖြစ်စေဘောဇင်ပူဇော်တကားရှိသမျှတို့ကို အာရောဟိတာအပေါင်းတို့သည်အငြိအမြယူရကြမည်သာဗရာဖျားအပြုရသော မိတ္တဟာရရစ်ပူဇော်ခြင်းတရားဖူမူကားယေရှုတော်ဝန်ခံဖို့ရာ ပူဇော်လင်း ်ယေရှုတော်ဝန်ခံရာရင့်နေတကွစီရောသောတသိမဲ့မုံပြာစီနှင့်လှုပ်သောတသိမဲ့မုံကျုပ်စီရောသောမုံညက်နှင့်လှုပ်၍ကြော်သောမုံပြာတို့ကိုပူဇော်ရမည်ထိုမုံပြာမှတပါမိတ္တာယပူဇော်တကားနှင့်ဆိုင်သောယေရှုတော်ဝန်ခံရာရင့်နေတကွတသိပါသောမုံကိုပူဇော်ရမည်ပူဇော်တကားရှိသည်မြတ်အထဲကမုံတလုံးကိုသာဝရဖျားအားချိမြောက်သောပူဇော်တကားပြု၍ထိုမုံကိုမိတ္တဟာရရည် အသွေးပတ်ပြန်သောယေဘရဟိတ်ယူရမည်။ဂျေဇုတော်ဝန်ခံဖို့ရာပူဇော်သောမိသားရရဲ့အသားကိုပူဇော်သောနေ့ချင်းတွင် စားရမည်။နန္ဒတိုင်အောင်မချွင်းစေရ။တို့မဟုတ်တစ္ဆာပြု၍ယေပူဇော်သည်ဖြစ်စေ၊ကိုအလိုလျောက်ပူဇော်သည်ဖြစ်စေ။ပူဇော်သောနေ့ချင်းတွင်ထိုအသားကိုစား၍အကျွင်းကိုလည်းနှက်ပြန်နေစားရမည်။ကျွင်းသေးသောအသားကိုလည်းတပတ်ခါနေ့၌မိရှူရမည်။မိသားရရဲ့အသားအနှဲငယ်ကို တပတ်ခါနေ့၌စားမိလင်စိတ်တော်နေမတွေ့ပူဇော်တော်သူသည်အကျိုးကိုမရယွန်ရှားပွဲဖြစ်လိမ့်မည် စားတော့တော်သူသည်ကိုယ့်ပြစ်ကိုခံရလိမ့်မည်မစင်ချဲသောအရာနှင့်ထိမိသော ရစ်သားကိုမစားရမိရှုရမည်စင်ချဲသောသူတို့သာလျှင်ထိုရစ်သားကိုစားရကြမည်ဒါဝရဖျားနှင့်ဆိုင်သော မိသားရရစ်သားကိုအကျဉ်သူသည်မစင်ချဲသောအပြစ်ရှိလျက်နှင့်စားမိ၏ထိုသူကိုသူ၏အမျိုးမှပယ်ရှင်းရမည်အကျဉ်သူသည်လည်း လူနိုင်မစင်ကြဲသောအရာမစင်ကြဲသောသားမစင်ကြဲသောပိုးရွအစရှိသောမစင်ကြဲသောအရာတစုံတစ်ခုကိုထိမိ၍ဒါဝရဖျားနှင့်ဆိုင်သောမိတ္တဟာယရစ်သားကိုစား၏ထိုသူကိုသူ၏အမျိုးမှပယ်ရှင်းရမည်ဟုမိန်တော်မူ၏တပတ်မောရှိအားဒါဝရဖျားကဒင်းဒီဣသီလလမျိုးသားတို့အားဆင့်ဆိုရမည်မှာဒင်းတို့သည်သူစိတ်နောစီဥကိုအလင်မစားရတပန်မောရှိအားထာဝရဘုရားက ဒင်ဒီဣတရီလမျိုးသားတို့အားဆင်ဆိုရမည်မှာတင်းတို့သည်အလိုတို့တည်သောတရိဆန်စီဥ၊ဒါရဲကဲ့၍တည်သောတရိဆန်စီဥကိုတခြားသို့သုံးရတော်လဲအလင်းမဆရ။အကျဉ်သူသည်သာဝရဖျားအားမိဖြစ်ပူဇော်တကားပြုသောတရိဆန်စီဥကိုစား၏။ထိုသူကိုသူ၏အမျိုးမှပယ်ရှင်းရမည်။တင်းတို့သည် နေလေရာရာ၌ငှက်သွေး၊သားသွေးမှစ၍အသွေးမိမြကိုမစားရ။အကျဉ်သူသည်တစုံတစ်ယောက်သောအသွေးကိုစား၏။ ထိုသူတို့ကိုသူ၏အမျိုးမှပယ်ရှင်းရမည်ဟုမိန့်တော်မူ၏တဖန်မောရှိအားထာဝရဘုရားကတင်းဒီဣတိလိလမျိုးသားတို့အားဆင့်ဆိုရမည်မှာထာဝရဘုရားအားမေတ္တာရရစ်ကို ပူဇော်တော်သူသည်မိမိပူဇော်သောရစ်အထဲကထာဝရဘုရားအားဆက်ဖို့ရဆောင်ခဲ့ရမည်ထာဝရဘုရားရှိတော်၌ယင်ဘက်ကိုခြီလွဲ၍ခြီလွဲသောပူဇော်တကားပြုစေခြင်းကယင်ဘက်နှင့်စီဦးတည်းဟုသောမိဖြစ်ထာဝရဘုရားအားပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။ယစ်ပရောဟိတ်သည် စီဥကိုယစ်ပလင်ပေါ်မှမီးရှို၍ယင်ဘက်ကိုအာရုံနှင့်သူ၏သားတို့သည်ယူရကြမည်။မိတ္တဟာယယစ်ထဲကလက်ရပခုံးကိုချီးမြှောက်သောပူဇော်တကားကိုယစ်ပရောဟိတ်အားပေးရမည်။မိတ္တဟာယယစ်အသွေးနှင့်စီဥကိုအာရုံ၏သားတို့တွင် ပူဇော်သောသူသည်လေယာပခုံးကိုမိမိဖို့ယူရမည်။ဤတိရလမျိုးသားတို့ပြုသောမိတ္တာယရင်များတဲကချီလွဲသောရင်ပတ် ချီမြောက်သောပခုံးနှင့်ငါနှုတ်ယူ၍ဣတရေရမျိုးသားတို့တွင်ယေဘရဟိတ်အာရုံနှင့်သူ၏သားတို့အားသာဝရဖျားပြည့်ညတ်တော်အဖြစ်ငါပေးပြီဟုမိန်တော်မူ၏ထို့သောအာရုံနှင့်သူ၏သားတို့သည်သာဝရဖျားရှိတော်မှယေဘရဟိတ်အမှုကိုဆောင်ရွက်မိကြောင်းသာဝရဖျားအားမိဖြစ်ပြုသောပူဇော်သောတကားများတဲ့ကသူတို့ခံရသောအဖို့ဖြစ်၏ဣတရေရမျိုးသားတို့လက်မှထို့သောအဖို့ကိုခံရမိကြောင်းသူတို့ကိုဗိတ်သိက်ပေးသောနေ့၌ ထာဝရဘုရားမှာထားတော်မူ၏။ဒေနုမျိုးစင်ဆက်ဆောင်ရသောပြညတ်ဖြစ်တည်းဤ၍ကဤတရလမျိုးသားတို့သည်တိနာတော၌ထာဝရဘုရားအားပူဇော်တကားပြုရမည်အကြောင်းမှာထားတော်မူသောနေ့၌တိနာတော်မှာထာဝရဘုရားသည် မောရှိအားမိန့်တော်မူသောမိရှွေရာယစ်တရားဘောဇင်ပူဇော်တကားတရားအဖြစ်ဖြေရာယစ်တရားမိသားရာယစ်တရားဖြစ်တည်းဟုမိန့်တော်မူ၏